အာဆီယံနိုင်ငံတွေကြားကယဉ်ကျေးမှုနဲ့အမှုပညာကတူမယောင်ယောင်နဲ့ကွဲပြားနေတာတွေအများကြီးရှိတာမို့တနိုင်ငံနဲ့တနိုင်ငံယဉ်ကျေးမှုဖလှယ်ဖို့အတွက်အာဆီယံယဉ်ကျေးမှုပွဲတော်ကိုအောက်တိုဘာ၁ရက်နေ့ကရန်ကုန်မှာဖွင့်လှစ်ခဲ့ပါတယ်။ယဉ်ကျေးမှုကဏ္ဍကနေအခြားကဏ္ဍတွေစီကူးလူရှင်ရွယ်စေဖို့အတွက်တနိုင်ငံနဲ့တနိုင်ငံချစ်ကြည်ရင်းနှီးဖို့အခုလိုယဉ်ကျေးမှုဖလှယ်ပွဲကအများကြီးအထောက်အကူပြုသလို ရင်ကျင်းမှုကြောင့်ပဲထိလွယ်ရှလွယ်ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ချစ်ကြည်မှုရစေမယ်လို့ဒေါက်တာကျော်ဦးကပြောပါတယ်။အာဆီယံနိုင်ငံတွေမှာဒီလိုဒီလိုချစ်ကြည်ရင်းနှီးဖို့လိုတယ်တယောက်တယောက်အဲတည်နာလဲဖို့လိုတယ်တယောက်တယောက်ဟိုသဘောကရင်ပတ်ချင်းတည်ဖို့လိုတာပေါ့။တနည်းအားဖြင့်ဆိုတော့ရင်ကျင်းမှုဆိုလို့ရှိရင်တော့ဒါအပူအောင်ဖျော်ဖြေပွဲတွေက music show တွေရှိမယ် performance တွေရှိရဆိုလို့ရှိရင်ပူပြီးလှုပ်ဆောင်ရတာပူပြီးရင်းနှီးဆွေးလွယ်တာပေါ့ဆိုတော့ဒါမျိုးရည်ကြီးမှုနဲ့ပူပြီးတော့ အဲဆက်ဆက်ပြီးဆောင်ရွက်ကြတာများပါတယ်ဟိုရည်ကြည်မှုဆိုတာတော့ဟိုကူပေါင်းပေါက်ဆက်ဖို့လွယ်ကူသလောက်အဲဒါပေမဲ့တိလွယ်လျှောက်လွယ်ပါတယ်တူရည်ကြည်မှုတူကတိနေမှသာလျှင်ဖြစ်ပါတယ်ဒါကြောင့်မလို့တိအောင်ဆိုလို့ရှိရင်ဆရာတို့ကဒါကူပေါင်းဆောင်ရွက်တယ်အဲကုလသမုံနေလည်းလှူစားကြရပါတော့နော်သူတရားတရားတရားမုံနေကြောင်းလည်းတိရမယ်တကယ်ဝိစုံနေကြောင်းလည်းတိရမယ်ကာချာတွေကြောင်းလည်းတိရမယ်ဆိုလို့ရှိရင်ဒီရင်းကျေးမှုစက်တာကနေမှတခြားစက်တာတွေကိုတခါတည်းပိုပြီးပြန့်နှံ့သွားစီမှာဆိုလို့ချင်းအာဆီယံနိုင်ငံတွေကပိုပြီးတော့ချစ်ချည်ရင်းနှီးလာမှာဖြစ်ပါတယ်။အမျိုးသားဆက်ယုံမှာကျင်းပတဲ့အာဆီယံရင်းကျေးမှုပွဲတော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့အတူနိုင်ငံသားတန်တမန်တွေတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးပွဲတော်ကပြာခန်းတွေကိုလည်းကြီးရှုခဲ့ကြပါတယ်။နှစ်နိုင်ငံကြားရင်းနှီးမှုပိုစေဖို့ကုန်ပစ္စည်းတွေအပြင်ရင်းကျေးမှုအကအလှတွေကိုလည်းတင်ဆက်သွားမယ်လို့မလေးရှားတန်ယုံဒုတိယအတွင်းဝင်ကဆိုပါတယ်။ Here they have a lot of uh, cultural items to display, and also we'll be having a performance. So there will be a cultural dance and then cultural uh, attire costume. So this today is the time for to show the public to see our uh, the unit of our culture. September 30ကနေ October 2ရက်နေ့ထိ3ရက်ကြာကျင်းပနေတဲ့အာဆီယံယဉ်ကျေးမှုပွဲတော်မှာအမှုပညာကပွဲတွေဖြင့်အာဆီယံနိုင်ငံကအစားအစာတွေအဝတ်အစားတွေကိုလည်းဆိုင်ကန်းတွေနဲ့ခင်းကျင်းပြသထားသလိုပွဲတော်နောက်ဆုံးနေ့မှာတော့မြန်မာအငိမ့်နဲ့ဖျော်ဖြေသွားမှာဖြစ်ပါတယ်။